အေယာဝတီတိုင်းဒေသကြီးမှာ HIV ဝေဒနာရှင်တွေအတွက်ဆေးပေးတဲ့စင်တာတွေမရှိသေးတာကြောင့်ရန်ကုန်မှာလာရောက်ပြီးဆေးကုသနေရတာပါဒေါ်သူသူအောင်ကသတင်းပေးပို့ထားပါတယ်ရောက်တိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်မှာ HMB ဝေဒနာရှင်တွေဆေးပေးတဲ့စင်တာမရှိသေးတဲ့အတွက်ရန်ကုန်မှာလာရောက်ဆေးကုသနေတာရှိတယ်လို့လည်းနှစ်ပေါင်း၁၀နှစ်ကျော်ကြာဝေဒနာရှင်တွေကိုစောက်ရှောက်ရေးလုပ်ငန်းလုပ်နေတဲ့ဒေါ်ဖြူဖြူသိန်းကပြောပါရတယ်။ အခုဆိုလို့ရှိရင်စီးဝါးရရှိတဲ့နေရာတွေကလည်းတိုးလာတယ်ပေါ့နော်ဥမာအဖြစ်ဟိုပခုတ်ကူတို့လို့နောက်ရေနံချောင်းတို့၆တို့အစရှိသဖြင့်နေရာတွေတိုးလာတယ်နောက်မန္တလေးနောက်မိထီလာပေါ့နော်ဆိုအဲ့နေရာကြီးဆေးပေးလာတာရှိတယ်။နောက်တချို့ဆေးရုံတွေဆိုလို့ရှိရင်လည်းဆေးပေးလာတာရှိတယ်။တော့ဟိုတိုးလာလားလျှော့လာလားဆိုတော့ကျွန်တော်တို့ဒီမှာကတော့ပုံမှန်အဖြစ်အစ်စ်ကတော့ပုံမှန်ဝင်နေတယ်ပေါ့နော်။ဟိုအစ်စ်ကတော့ ERU တိုင်းဘက်ကများလာတယ်။ တော့ ERU တိုင်းဘက်မှာတော့ဒီဆေးပေးတဲ့စင်တာတို့ဘာလို့တိတ်တိတ်ရောက်ပြီးနိုင်တာကြီးတိတ်မရှိသေးတဲ့အခါကျတော့အဲ့ဘက်ကလူနာတွေတော်တော်များများရောက်လာတယ်အချို့ဆိုလို့ရှိရင်လည်းဒီရခိုင်ပြည်နယ်ဘက်ကပေါ့နော်အဲ့လိုပြည်နယ်ဘက်ကလူတွေလည်းရောက်လာတာရှိတယ်ဆိုတော့ဟိုကျွန်တော်တို့ကအခြားနေရာတွေနဲ့အလုံးပေါင်းကြည့်မယ်ဆိုရင်တော့တိတ်ပြီးအများကြီးဟိုရောကြသွားတာမျိုးတော့မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီစင်တာမှာတော့ပုံမှန်ဆေးဝါးကုသမှုကတော့လာရောက်ပြီးပုံမှန်ရှိပါတယ်2022ခုနှစ်တည်းကအိနေငါပြီးဝေဒနာသည်တွေပြုစုဆောက်ရှောက်ရေးလုပ်ငန်းလှုပ်ဆောင်နေတဲ့ W တင်က တောင်တကုံနဲ့တကုံရှိပိုင်းကဂေယာနှစ်ခုမှာလူဦးရေ150ကျော်ရှိပါတယ်အခုနောက်ထပ်ဂေယာအစ်တစ်ခုကိုလည်းဆောက်လုပ်ဖို့စီစဉ်နေတာဖြစ်ပါတယ်လက်ရှိဆောက်လုပ်နေတဲ့မြေနေရာပေ40ပေ60လေးကွက်တဲ့ကိုမြစ်တာရှင်ဆရာတော်ကလှူဒန်းခဲ့တာပါတခြားစီစဉ်နာရှင်နဲ့အလှူရှင်တွေရဲ့ထောက်ပံ့ကူညီမှုနဲ့ဒီဂေယာကိုဆောက်လုပ်နေတာဖြစ်ပြီးနောက်ထပ်ဆောက်လုပ်ဖို့အတွက်လိုအပ်ချက်တွေရှိနေတယ်လို့လည်းပြောပါတယ် တုံးတန်းအဆောက်အုံဖြစ်ပြီးကုန်ကြငွေ38000လောက်ရှိပါတယ်ဒီကနေ့ဇွန်လ23ရက်နေ့ကမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူသည်ဦးဆောင်ဆောက်လုပ်နေတဲ့ HIV AIDS ဝေဒနာရှင်တွေကိုပြုစုဆောက်ရှောက်ရေးကိဟာရဲ့လက်ရှိအခြေအနေကို NLD ပါတီရဲ့နိုင်ကဦးတင်ဦးလာရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်ကျမတို့ဒီစင်တာလေးဆောက်လုပ်ဖို့အတွက်အခုလက်ရှိအနေထားကြဆိုရင်ကျမတို့နောက်ပြီးနောက်၃ထပ်ပေါ့နော်၃ထပ်လုပ်ဖို့ရှိနေသေးတယ်အဲ့လိုပဲကျမတို့ဟိုပြောရမယ်ဆိုတော့ဟို အလူငွေကတော့လိုအပ်နေသေးပဲပေါ့နော်ဆိုတော့ဒီစင်တာဖြစ်သွားလို့ရှိရင်တော့ကျမတို့ဒီယောဂဝေဒနာရဲ့တင်မကပဲနဲ့ကျမတို့တကယ်ဟိုဟိုဟိုလုံနိုင်တဲ့ဟာတွေပေါ့နော်ဥပမာအဖြစ်ဟို medical check up လုပ်တဲ့ပုံစံမျိုးတွေကျမတို့အဲ့လောက်ထိကိုအများကြီးဟိုမျှော်မှန်းထားတာပေါ့နော်ဟိုလုံနိုင်တာမလုံနိုင်တာတကယ်တော့ကျမတို့အများကြီးကို မျောလင့်ထားပါတယ်အဓိကတော့ဒီပြည်သူတွေလူထုတွေရဲ့အကြမ်းမာရေးဆောင်ရှောက်မှုကိုကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေပြီးတော့လိုအပ်တဲ့နေရာကိုဖြည့်ဆည်းဖြည့်ဆည်းပေးဖို့ဆိုပြီးကျွန်တော်တို့ပြင်ဆင်ထားတာရှိပါတယ်ဒီကတော့ကျွန်တော်တို့လူတန်းမယ်ဆိုလို့ရှိရင်တော့တိုက်ရိုက် ီမှာဟိုဒီအဆောက်အဦမှာပဲဖြစ်စေဒီလူနာလေးအဆောက်မှာပဲဖြစ်စေလူတန်းနိုင်ပါတယ်တုံးတက်ွယ်ရှိတဲ့အဆောက်အဦမှာလူနာ200ကျော်တပြိုင်နက်ထဲဆောက်ရှောက်နိုင်မှာဖြစ်ပါတယ်လက်ရှိဆောက်လုပ်နေတဲ့အဆောက်အဦဟာတကုံအရှိ6ရက်ကွက်ခါရမီတက်လမ်းမှာရှိတာဖြစ်ပါတယ်ဇွန်လ23ရက်နေ့ကပြုလုပ်တဲ့ဒီပွဲကိုနိုင်ကဥတည်ဦးအပါဝင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေပါတီဝင်တွေနဲ့အတူအလှူရှင်တွေပါတက်ရောက်ခဲ့ကြပါတယ်ရှင်ကျွန်မတူတူအောင်ကသတင်းပေးပို့ထားတာပါ